လူတွေကကိစ္စတစ်ခုခုကိုစဉ်းစားဆုံးဖြတ်ကြတဲ့အခါမှာအများနဲ့ဝိုင်းပြီးစဉ်းစားရတာကိုပိုကြိုက်ကြပါတယ်။ဒါဟာဘာလို့လဲဆိုတော့အများနဲ့ဝိုင်းပြီးစဉ်းစားတဲ့အခါတအိုးချင်းစီရဲ့မှားယွင်းနိုင်ခြေတွေနည်းသွားနိုင်တယ်လို့ထင်ကြတာကြောင့်ပါ။တကယ်တော့အများနဲ့ဝိုင်းပြီးစဉ်းစားဆုံးဖြတ်ရုံနဲ့ပိုကောင်းနဲ့ရလိုက်ကောင်းတွေထွက်မလာတတ်ပါဘူး။ဘာကြောင့်လဲဆိုတဲ့အကြောင်းကိုဒီကနေ့ကျွန်တော်ပြောပြသွားပါမယ်။ဘာကြောင့်လဲဆိုရင်အုပ်စုလိုက်စဉ်းစားတွေးခေါ်မှုအပေါ်ပန်းမိုးတက်ရောက်နေတဲ့အချက်နှစ်ချက်ကိုအရှင်ပြောဖို့လိုပါတယ်။ပထမချက်က တပတ်သားအပေါ်လေးစားမှုကိုပြတ်တာဖို့အတွက်ကိုပြောချင်တာကိုမျိုးသိမ့်လိုက်ရခြင်းပါသူတစ်ဖြင့်ခေါင်းဆောင်ပိုင်းတွေလူလေးစားခံရတဲ့ပုံကိုယ်တွေကလူရှိမှတစ်ခုခုကျင်ညာပြောဆိုလိုက်တဲ့အခါမှာသူတို့ကိုလေးစားယုံကြည်သောအပြင်သူတို့ပြောသမျှကိုကျန်ဖွဲ့သားတွေအားလုံးကအလွယ်တကူလက်ခံမိတတ်ကြပါတယ်ဒုတိယချက်ကတော့တပတ်သားနဲ့ဆန့်ကျင်ဘက်လှုပ်ခြင်းကစွန့်စားရတဲ့ကိစ္စဖြစ်တာကြောင့်ကိုတိထားတာကိုထုတ်မပြောတော့ဘဲတိတ်တိတ်လေးနေလိုက်ခြင်းပါ ဒီလိုလှုပ်လိုက်လို့လိုအပ်တဲ့တည်င်းအချက်လက်တွေအကုန်မရတော့သလိုကိစ္စတစ်ခုလုံးကိုလည်းအပေါ်စီးရနေမမြင်နိုင်တော့ပါဘူး။ဒါဆိုရင်အုပ်စုလိုက်စဉ်းစားဆုံးဖြတ်မှုကလည်းမာယွန်ကောင်မာယွန်သွားနိုင်ပါလေ။ဒါကတော့အများနဲ့ဝိုင်းပြီးစဉ်းစားဆုံးဖြတ်တဲ့အပေါ်မှာလွှမ်းမိုးနိုင်တဲ့အချက်နှစ်ချက်ကိုပြောပြသွားတာပဲဖြစ်ပါတယ်။ဒီတော့အခုအုပ်စုလိုက်စဉ်းစားတွေးခေါ်မှုအပေါ်အလုံးမဖြစ်စေတဲ့အချက်၃ချက်ကိုပြောပြပေးသွားပါမယ်။နံပါတ်၁အချက်ကတော့ cascade လို့ခေါ်တဲ့ဖြစ်စဉ်ပါ။ဆိုလိုတာက အဖွဲသားတဦးရဲ့ထင်မြင်ချက်ကိုကြံဖွဲသားတွေအားလုံးကအလွယ်တကူသဘောတူညီခြင်းကိုပြောတာပါဒီဖြစ်စဉ်ဟာတစ်ဖက်လူရဲ့သတင်းအချက်အလက် information နဲ့နာမည်ကုန်သတင်း reputation တို့ကြောင့်ဖြစ်နိုင်ပါတယ်ဒီတော့ information cascade နဲ့ reputation cascade လို့ခေါ်နိုင်တာပေါ့တဦးတယောက်တည်းပြောပြတဲ့သတင်းအချက်အလက်ကိုကြံတဖွဲသားလုံးကမျက်စိမယုံလိုက်ပြီးမှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကိုအတည်ပြုသွားတာကို information cascade လို့ခေါ်ပါတယ်နာမည်ကုန်သတင်းကြောင့်ဖြစ်တဲ့ reputation cascade ဆိုတာကတော့ ကိုပေးလိုက်တဲ့တရင်အချက်လက်ကြောင့်အဖွဲသားတိုင်းကအပြစ်တင်ဝေဖန်မှုလောက်ခံရမှာပရိပခတ်ဖြစ်ရမှာနာမည်ပြည့်ရမှာကိုကြောက်လို့တိတ်တိတ်ကလေးနေလိုက်တာမျိုးကိုဆိုလိုတာပါဒီနေရာမှာရှေ့လူပြောခဲ့တဲ့စကားကိုစမ်းကြည့်ရမှာစိတ်မသက်မသာဖြစ်မှုတွေကြောင့်လည်းပါပါတယ်ဒီအချက်တွေကြောင့်လည်းအဖွဲလိုက်စဉ်းစားဆုံးဖြတ်မှုကမှားယွင်းနိုင်ခြင်းရှိပါတယ်နောက်ထပ်နံပါတ်2ကတော့ group polarization လို့ခေါ်တဲ့အစွန်းတစ်ဖက်ဘက်ကိုရောက်သွားတဲ့ချင်းမှာဒါဝဥမာတစ်ခုပေးရရင်ပစ္စည်းတစ်ခုကိုလူအများရှိမှချထားပြီး ဒီပစ္စည်းရဲ့အရေအသွေးကို0 to 10အမှတ်ပေးခိုင်းကြည့်ရင်အရေအသွေးက6ဖြစ်ရမယ့်အချိန်မှာ9ဖြစ်သွားပြီးတော့5ဖြစ်ရမယ့်အချိန်မှာ2ဖြစ်သွားရပါတယ်ဆိုလိုတာကလူတွေကတခြားသူတွေရဲ့တက်တေပြမှုနဲ့အဆိုပြုချက်တွေကိုထပ်ဆင့်အတည်ပြုကြတာဖြစ်လို့ကောင်းနေဆိုရင်အရန်ကောင်းသွားကြပြီးဆိုးမယ်ဆိုရင်လည်းအရန်ဆိုးသွားရကြတာပါဒီအချက်ကြောင့်လေအုပ်စုဖွဲ့စဉ်းစားခြင်းက မနိုင်ပါဘူး။ Okay ဒီတော့နောက်ဆုံးတစ်ခုက hidden profile လို့ခေါ်တဲ့ပုံကွယ်နေတဲ့သတင်းအချက်အလက်တွေပဲဖြစ်ပါတယ်။ပုံမှန်အားဖြင့်လူတွေကြားမှာမျှဝေပြီးသားသတင်းအချက်အလက်နဲ့မမျှဝေသေးရတဲ့သတင်းအချက်အလက်ဆိုပြီးတော့နှစ်မျိုးရှိပါတယ်။စဉ်းစားဆုံးဖြတ်ကြတဲ့နေရာမှာမမျှဝေရသေးတဲ့သတင်းအချက်အလက်တွေကိုသုံးရမယ်အစားမျှဝေပြီးသားသတင်းအချက်အလက်တွေကိုပဲသုံးမိနေတတ်ကြပါတယ်။ဒါဟာဘာကြောင့်လဲဆိုရင် လူတွေဟာအားလုံးသိပြီးသားသတင်းအချက်အလက်ကိုပဲရယူလက်ခံလို့စိတ်ရှိကြလို့ပါ။တကယ်လို့ကိုက အခြားသူတည်ပိတာအချက်လက်ကိုပြန်လဲဝင်မြရဲဆိုရင်အခြားသူကကိုကိုကိုတော်တယ်အရေးပါတယ်ဆိုပြီးတော့ချင်းနဲ့ယုံကြည်ကြပါတယ်။တခြားသူတွေမတည်သေးတာကိုကိုဝင်မြလာတယ်ဆိုလို့ရှိရင်ကိုယ့်ကိုသဘောမကျတာမျိုးတောင်ဖြစ်တတ်ပါတယ်။ယာရုငယ်တဲ့သူတွေကလည်းသူတို့တည်တဲ့အချက်လက်တွေကို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 ယုံကြည်မှုမရှိလို့ပြောမပြရတာကနေလေတတဲ့အချက်လက်တွေတိမ်မျိုးပြောက်ွယ်သွားရပါတယ်။ဒီလိုဖြစ်ရတာကနေလေအဆုလိုက်တွေးခေါ်မှုမှားယွင်းနိုင်ပါတယ်။ပြန်ပြီးခြုံပြောရရင်ကိုရက်ဒီချက်ကိုဆွန့်လွတ်ပြီးအများနောက်လိုက်တဲ့ကက်စကေ့ဖြစ်စဉ် အစွန်းတစ်ဖက်ဘက်ကိုပိုရောက်သွားတတ်တဲ့ group polarization ဖြစ်စဉ်လိုအပ်တဲ့သတင်းအချက်အလက်တွေတိတ်မြုပ်ပုံကွယ်နေတတ်တဲ့ hidden profile ဖြစ်စဉ်တွေကြောင့်အောက်စုလိုက်စဉ်းစားဆုံးဖြတ်မှုတွေဟာမာယွတ်မှုတွေဖြစ်ပေါ်လာနိုင်တယ်လို့ပြောရမှာပါဒီအထိတောင်မိတ်ဆွေတို့နားထောင်လာခဲ့ပြီးပြီဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပေးဖို့တောင်းဆိုပါတယ်မိတ်ဆွေတို့ရဲ့ subscribe တစ်ခုကကျွန်တော်ကိုခွန်အားဖြစ်စေပြီးဗီဒီယိုတွေဆက်လုပ်စေနိုင်ပါတယ်ဗျဒီဗီဒီယိုလေးကိုဆက်လိုက်ရအောင်ပါဒီတော့ အောက်စုလိုက်စဉ်းစားတွေးခုံမှုကိုအလုပ်ဖြစ်အောင်လုပ်လို့မရဘူးလားဆိုတော့ရပါတယ်ဘယ်လိုလုပ်ရမလဲဆိုရင်ပထမအဆုံးအနေနဲ့အောက်စုထဲမှာနားထောင်ပေးတတ်တဲ့ခေါင်းဆောင်ကောင်းတို့ရှိအောင်ကြိုးစားရမှာပါခေါင်းဆောင်တွေကသူတို့ရဲ့အမြင်ကိုတုံမပြောသေးပဲတခြားသူတွေရဲ့ထင်မြင်ယူဆချက်ကိုလည်းစိတ်ဝင်စားမေးမြန်းစူးစမ်းတတ်ဖို့အရေးကြီးပါတယ်ဒီနေရာမှာစကားပြောနေတဲ့သူတွေကိုအဓိကဦးစားပေးပြောခိုင်းရင်တော့ပိုကောင်းတာပေါ့လေဒုတိယနေ့ကတော့အဖွဲလိုက်အောင်မြင်မှုတွေကိုစုချင်းမြင်ရမှာဒါမှ တဦးချင်းစီကအမားမခံခြင်းကြတော့ပဲစိတ်ဝင်စားကြိုးပမ်းကြပါလိမ့်မယ်အဲ့လိုလောက်လိုက်ရင် cascade ဖြစ်စင်းလို့ group polarization ဖြစ်စင်းလို့ hidden profile ဆိုတာတွေပါအလိုလျောက်ရှော့ချပြီးသားဖြစ်သွားပါလိမ့်မယ်တတိယနည်းလမ်းကတော့အဖွဲသားတဦးချင်းနဲ့ဌာနတဦးချင်းစီရဲ့ကြပိုင်권တွေကိုခွဲဝေပေးထားလိုက်တဲ့နည်းပါဒီလိုလှုပ်ချင်းအပြင်ဆုံးဖြတ်ချက်တခုခုကကိုယ်ဌာနကိုထိခိုက်လာနိုင်တဲ့အခြေအနေမျိုးမှာပုံကွယ်နေတဲ့တရင်အချက်လက်တွေကိုထုတ်ဖော်လာကြမှာဖြစ်ပြီးတော့ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်လာစေနိုင်ပါတယ် စတုထမြောက်နီလန်းကတော့အမည်မဖော်ပဲလျှို့ဝှက်မဲပေးခိုင်းတဲ့နီးပါးဒီနီလန်းကိုတုံ့ကျင်အပြင်အများရဲ့ဘီယာကိုယူဆိုင်စရာမလိုတော့ပဲတဦးချင်းစီရဲ့ထင်မြင်ယူဆချက်တွေကိုလွတ်လွတ်လပ်လပ်ထုတ်ပေါ်ကွင်းရသွားစေပါတယ်ငါးခုမြောက်နီးကတော့ရှုတော့ပြောင်းပြီးကြည့်တဲ့နီးပါးဥပမာငါတို့တာငါတို့ရဲ့ပြိုင်ပွဲဆိုငါတို့မလုပ်မလဲဆိုတာမျိုးရှုထောင့်တွေပြောင်းလဲပြီးစဉ်းစားတဲ့နီးပါး၆ခုမြောက်နီလန်းကတော့စန့်ကျင်ဘက်ထင်မြင်ယူဆချက်တွေကိုလည်းအရေးတူလှုပ်ဖို့ပါပဲအပွဲတဲကကန့်ကွက်တဲ့သူရှိလာတယ်ဆိုပါစို့ ထောက်ခံတဲ့သူများပါတယ်ဆိုပြီးတော့ကန့်ကွက်တဲ့သူကိုလည်းလစ်လျူရှုမထားသင့်ပါဘူး။ဘာကြောင့်ကြောင့်ကန့်ကွက်လဲတေချာစီစစ်မေးမြန်းပြီးတော့ဖြေရှင်းကြဖို့လိုပါတယ်။နောက်ဆုံးတစ်ခုကတော့ကွဲပြားတဲ့ထင်မြင်ချက်တွေရနိုင်တယ်များရအောင်စ조사ဖို့ပါပဲ။ကွဲပြားတဲ့ထင်မြင်ချက်တွေရဖို့မတူညီတဲ့ပြဿနာဖြေရှင်းနည်းတွေများများသုံးရမယ်။ဒါပြီးတော့ကျွမ်းကျင်တဲ့သူတယောက်တည်းကိုပဲကိစ္စတစ်ခုလုံးပုံအပ်မထားသင့်ပါဘူး။ ဒါပြီးတော့ပြင်ပကလူတယောက်အနေနဲ့ဒီကိစ္စကိုလုံမြင်လဲဆိုတာကိုလည်းစဉ်းစားကြရပါမယ်။အတိတ်ကဖြစ်ရတွေကိုလည်းကြည့်ပြီးတော့နမူနာယူကြရပါမယ်။ဒီလောက်ဆိုရင်အောက်စုလိုက်စဉ်းစားဆုံးဖြတ်ချက်တွေပုံမကောင်းမွန်နိုင်မယ့်နိလန်းကိုသိသွားကြလောက်မယ်လို့ယူဆပါတယ်။ကျွန်တော်ဒီအကြောင်းတွေကိုစာရေးသူ Cass R Sunstein ရဲ့ Bright Hasty တို့ရဲ့ Wiser ဆိုတဲ့စာအုပ်ကိုခြေခံပြီးတော့ဖျောက်ပြခဲ့တာဖြစ်ပါတယ်။ခင်ဗျားတို့ရဲ့ထင်မြင်ချက်လေးတွေကိုလည်း comment မှာရေးသွားပေးဖို့တောင်းဆိုပါတယ်ခင်ဗျ။ Channel လေးကိုလည်း like and subscribe လုပ်ထားပေးဖို့ မမေ့ပါနဲ့အောင်ကျွန်တော်ဝမ်းကြော်သွားဖြစ်ပါကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ကြပါ